အားလုံးမင်္ဂလာပါနော်အားလုံးလည်းတည်ကြတဲ့အတိုင်းပဲလူတွေအားလုံးမင်ဘူးမှာပါသူနော်ဒီ TikTok ဆရာကြီးနော်တကယ် follower ရများတဲ့လူတယောက်ဒီနေ့အာ USA နိုင်ငံမှာ visa overstay ဖြစ်သွားလို့သူ့ကိုအာဒီ ICE အဖွဲ့တွေကပေါ့နော် immigration အဖွဲ့တွေကသူ့ကိုအာ ော်လို့ဖန်ထားတယ်လို့ကျွန်တော်တွေ့ရပါတယ်ဒီလူကြီးကိုတိမှာပါအားတော့နော်ဘာဖြစ်လို့လဲဆိုရင် TikTok နဲ့ million လောက် follower တယ်နော်ယာနဲ့ချီတဲ့ million follower ရှိတဲ့လူတယောက်ကဒီနိုင်ငံမှာအာတူတာကျွန်တော်ထင်တာ overstay ဖြစ်သွားတာပေါ့နော်ဒီမှာပိုရေးထားတာဖြစ်တယ်နော်ဒီမှာ to report the team for Boris and uh, people with oh including recall of visa have been detained face pressure remove Allah great guy yarado yarado Roma remove လို့ပို့အနေထားမျိုးမှာရှိနေတာပဲเนาะကြောက်ရဲကောင်းเนาะသူကိုဒီအာတမဖမ်းမိတယ်လေဆိုရင် Las Vegas ပေါ့နော် Las Vegas မှာသူဖမ်းမိတော့လာဖြစ်ပါတယ်ဆိုတော့သူကသူကဒီ IC ရဲ့အာတေချိုရတဲ့နေရာမှာရှိနေပါပြီဆိုတော့ဆရာကြီးတရားကိုဖမ်းခံရတော့စိတ်တော့မကောင်းဘူးဒါပေမဲ့သူလဲ social influence တရားဖြစ်တယ်ဆိုရင်တော့ကျွန်တော်ကနည်းနည်းပါးပါးလေးပေါ့နော် legal overstay လောက်တော့ မနေတဘူးတူလေဟွာလောက်ဖြစ်ပါတယ်တူလေဒီအီတလီနိုင်ငံသားဖြစ်တယ်သူကနော်စင်နီကောင်းနဲ့ပြောင်းသွားတာသူကအီတလီနိုင်ငံသားတယောက်ဖြစ်ပါတယ်အာအီတလီနိုင်ငံသားတယောက်ဖြစ်ပေမဲ့ကျွန်တော်ကျွန်တော်ထင်တာဒီမှာသူနေလိုက်တာနည်းနည်း over stay ဖြစ်သွားတာပေါ့နော် visa ကတက်တန်းကတက်တန်းလုံအောင်သူနေလိုက်တဲ့ချင်းဖြစ်ပေါ့နော်အာ ူကဒီ ice တွေကသူ့ကိုအဖားခံထိထားလာဖြစ်ပါတယ်ဆိုတော့ခု US နိုင်ငံမှာဒီအရင်ပဲဒီဒီ immigrant ပတ်သက်ပြီးမှအရင်ပြဿနာဖြစ်နေပါတယ်မြန်မာနိုင်ငံမှာဘာကြောင့်မြန်မာနိုင်ငံသားတွေကိုဘာကြောင့်ပိတ်ရတယ်လဲဆိုရင်တော့မြန်မာနိုင်ငံသားတွေကတခါစားရများပါတယ်တခါစားရများတယ်ပြီးတော့ ဒီနိုင်ငံမှာဒုက္ခရောက်ပြီးမှရောက်လာသလိုဒုက္ခမရောက်လာဘဲနဲ့ဒုက္ခဒီမှာကြောင်းလာတတ်မယ်ကြောင်းလာတတ်ပြီးเนาะကြောင်းလာတတ်မယ်ပြီးတော့ကြောင်းတတ်ပြီးမပြောင်းဒီမှာပဲနေလိုက်တာတို့เนาะပြီးတော့ကြောင်းလာတတ်မယ်လို့ဒီကြောင်းတက်မယ်လို့ပြောပြီးဒီမှာလာခဲ့ပေမဲ့ဒီရောက်သွားတဲ့ကြောင်းမတက်ဘဲနဲ့ကြောင်းဝင်နေချက်ပြေးကြောင်းမတက်ဘဲနဲ့အပြင်လို့လှုပ်စင်းလှုပ်နေတဲ့လူတော်တော်များများရှိပါတယ်ဒါကို မစ္စတန်ထရော့ကကောင်းကောင်းလေးတိတယ်သူနားလေတော့ကြောင်းမို့လို့အခုလို့အာသူကအဆုံးဖြတ်ရခြင်းဖြစ်ပါတယ်40ရက်ခန်းတော့နော် B1 B2 visa တော့ visa visa အော် visa ပေါ့နော် visa visa တွေပေါ့နော်တို့မြန်မာလိုပြောလိုက်တဲ့ visa နော် overstay လေးရများနေတာပေါ့မြန်မာနိုင်ငံသားကြီးလိုက်မယ်ဆိုရင်တော့တို့နိုင်ငံပို့ပြီး overstay နေလို့အများများတော့ကြောင်း ကျွန်တော်တို့မြန်မာနိုင်ငံသားကတခါစားတခါစားပဲကျွန်တော်တို့မြန်မာနိုင်ငံသားဘာမှပဲနေနေเนาะတခါစားပဲအာတခါစားပဲဖြစ်တော့ကြောက်မလို့ဘာဖြစ်သွားလဲဆိုကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်ပုံစံမျိုးမျိုးပဲဒီနိုင်ငံမှာပေါ့เนาะပုံစံမျိုးဖြစ်တဲ့တချို့ကနိုင်ငံရေးနဲ့ပတ်သက်ပြီးမှနေလို့မရလို့တကယ်အမှန်ကန်ပြောင်းလဲတယ်လို့ရှိတယ်တချို့ကနိုင်ငံရေးကိုခွေပြပြီးမှဒီမှာပြောင်းလဲတယ်လို့ရှိတယ်တချို့ကတော့မြန်မာပြည်မှာနေတဲ့အချိန်မှာစစ်တပ်တွေကခိုင်းတာမတရားပေါ်တာဆွဲတယ် နော်ဆွဲပြီးမှထွက်ပြေးတာလို့အိမ်မနေလို့မရပဲနဲ့အိမ်မနေလို့မရပဲနော်အာထွက်ပြေးလာတဲ့လူရှိတယ်ကျွန်တော်အနေနဲ့ပြောမစင်တော့ကျွန်တော်တော့ဟိုအာစစ်တပ်တွေကကျွန်တော်ကျွန်တော်တို့ဒီနေတဲ့နေရာမှာလာပြီးမှထိုင်ထားတဲ့လောက်ခိုင်းသူတို့ရဲ့ဦးရဦးစားလို့လောက်ခိုင်းအဲ့ဒါမလို့ရိုက်အဲ့လိုမျိုးကိုကဒီ ျွန်တော်နေမှာဆိုရင်တော့တိတဲ့အတိုင်းပဲလေတခုခုဟောဝက်စာတော့နွားစာတော့သွားရှာတဲ့ချိန်မှာအေးထမ်းပြီးမှဒီဒီကိုထမ်းရရှိမြန်မာနိုင်ငံကကျွန်တော်နေဖက်ကချင်းတို့ကချင်းတို့ကရာတို့အဲ့လောက်အဲ့လောက်ပဲလူတွေကပဲတိတယ်ကရာတို့ကရင်တို့ပေါ့နော်ထမ်းတာပေါ့ဒီကောင်းတဲ့ဒီလိုထမ်းတာတိတယ်မလားဒီ plan ကြီးကြီးနဲ့ plan plan ကြီးကြီးနဲ့ထမ်းတာဟာလေအဲ့လိုမျိုးတွေကျွန်တော်မှတုံးလဲအဲ့လိုမျိုးတော့တကက်အကြီးကြီးအများကြီးပဲကျွန်တော်ထင်တယ်ကီလိုဘာလောက်ရှိမှာပေါ့ ကီလိုကီလိုတော့နည်းဆုံးဟမ်ကီလိုဟာတော့ကျော်မယ်20တော့တော့ရှိမယ်ပဲအဲ့လောက်ရှိလဲရှိအဲ့လောက်ရှိနိုင်ဒီလောက်ရှိတဲ့ကျွန်တော်ထမ်းထားတဲ့ဟာကိုထမ်းခိုင်းပြီးမှထိုင်ထားလောက်ခိုင်းတာအဲ့လိုလုပ်ပြီးမှနေဆက်တာလေးတွေကျွန်တော်ကြုံခဲ့ဘူးတယ်ဘောနော်ဆိုတော့တချို့တွေကတော့မသိဘူးတချို့တွေကတော့အဲ့လိုမျိုးကြုံခဲ့ပြီးမှကျွန်တော်ကမှစကားများကြပြီးမှအဲ့လိုမျိုးအာပကွမ်းနဲ့ပြစ်တာဘောနော်အဲ့ ခွားနဲ့ပြည့်တာလို့သူကတဏှာနဲ့ပြည့်ပြီးမှသာမျိုးလေးပြီးမှလာတော့မျိုးအမျိုးမျိုးကြောင့်ပေါ့နော်ဒီဖက်ကိုပြောင်းလာခဲ့တာနေလို့မရတော့ဟောပြောချင်တဲ့ຢာကဘာလဲဆိုရင်အမတန်မှအာပြဿနာရှိပါတယ်နော်အမတန်မှပြဿနာရှိသွားလို့မျိုးနဲ့အကြောင်းပြက်ချက်မျိုးမျိုးနဲ့ကျွန်တော်ဒီမှာရောက်လာလို့ရှိတယ်တချို့ကတော့ဒီမှာ visit လေးပတ်စံရှိပြီးမှ visit လာပြီးဒီမှာနေခဲ့လူတွေများတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ဒီမှာနေတဲ့လူဦးရေထဲမှာ မြန်မာလူမျိုးတွေက မြန်မာနိုင်ငံသားတွေကပို့ပြီးမှ overstay မြောင်းလို့ကြောက်ကျွတ်မြန်မာနိုင်ငံကိုတိတက်တော့ဖယ်လိုက်တာဖြစ်တယ်။ဒါမှမဟုတ်ကျွန်တော်ပြောချင်တာက refugee နဲ့တော့မဆန်ဘူးလို့ကျွန်တော်ထင်တယ်။အာ refugee နဲ့တော့မတိုက်ဆိုင်ပါဘူး။ refugee နဲ့ဒီ travel ban နဲ့ကတော့မတူဘူး။ refugee ဆိုတာကကိုယ်နိုင်ငံမှာနေလို့မရလို့သူများနိုင်ငံမှာခိုးလို့ဖို့နော်။နိုင်ငံတစ်ခုခုမှာခိုးလို့ဖို့အတွက်ခိုးလို့ဖို့အတွက်အာဒုက္ခတွေနေနေကျွန်တော်တို့မိခိုးတာဖြစ်တယ်။ ဆိုတော့ဒုက္ခတွေနေနဲ့မိခိုတဲ့လူကဒီ refugee program ဖြစ်သွားတယ် refugee program ဖြစ်တဲ့အကြောင်းမလို့ကျွန်တော်နိုင်ငံရေးမှာဆိုရင်နိုင်ငံရေးနဲ့မြန်မာနိုင်ငံမှာနေလို့မရောက်တခြားနိုင်ငံမှာခိုလိုတာတို့မျိုးဖြစ်သွားတယ်ဆိုရင်ဒါကအာခုနိုင်ငံကိုဆွတ်ပစ်ပြီးမှတခြားနိုင်ငံကိုခိုလိုချင်ခိုလိုတာဒါကိုဒုက္ခတွေလို့ခေါ်တယ်ကျွန်တော်ထင်တာကတော့ဒီ program မှာဒုက္ခတွေကတော့ပါမှာတော့မဟုတ်ဘူးဒါပေမဲ့မြန်မာနိုင်ငံကနေ direct လာမယ့်လူတွေပေါ့ direct ဆိုတော့ဒီ visa တို့ចောင်းသား visa တို့ travel တို့เนาะ visa နဲ့လာတဲ့လူတွေပေါ့ လုံးဝပိတ်လိုက်မယ်လို့သိချတယ်။ဒါပေမဲ့ဒီ refugee အနေနဲ့တော့ကျွန်တော်ပိတ်မှာတော့မဟုတ်ဘူးလို့ကျွန်တော်ကျွန်တော်အမြင်နဲ့တော့မြင်ပါတယ်။ဘာဖြစ်ဖြစ်ကျွန်တော်စိတ်တမကြပါနဲ့။အာနောက်တစ်ရက်ကတော့ဂျပန်နိုင်ငံမှာဂျပန်နိုင်ငံလူကြီးအရာကြထိုးကြနေတယ်။ Now 20 million လောက်20%လောက်ကတော့မကြခင်မှာ retirement ဖြစ်တော့မှာဆိုတော့ဒီဂျပန်နိုင်ငံရဲ့အာလူကြီးကိုမြင့်တင်ဖို့တဲ့လူကြီး လိုဖို့အတွက်အလုပ်သမားတွေပဲဖြစ်ဖြစ်ဒီမှာပါလူဦးရေတွေလိုအပ်တော့ကြောင့်မို့ဂျပန်ကတော့ကျွန်တော်တို့မကြိုက်ခင်ပါလေကျွန်တော်ယူရန်ပတ်သက်ပြီးမှ refugee တွေပဲဖြစ်ဖြစ်နိုင်ငံတကာပဲဖြစ်ဖြစ်ကျွန်တော်မြန်မာနိုင်ငံအလုပ်သွားလုပ်ဖို့တော့တော်တော်များများလက်ခံလာလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့ဒါဗီဒီယိုတော့ကျွန်တော်နောက်မှပဲကျွန်တော်လုပ်တော့မှဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်ဒီလူကြီးတော့ချစ်ချစ်ကိုကြီးပေါ့နော်ချစ်တော့မှတကယ်ဆရာကြီးဖြစ်တဲ့အာဆရာကြီးကိုတော့အာဖမ်းဖို့အခြေအနေမျိုး ဖြစ်လာပါတယ်တော့သူ့ကိုသူ့ကိုတော့အဖကံထိထားတယ်လို့ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဆိုတော့သူမကြိုက်ခင်မှာသူ့တွေ့တဲ့တင်းကဘလို့လောင်မလဲမသိဘူးဒီဆရာကြီးရဲ့ဒီမှာ over stay visa over stay ဖြစ်လို့ဖကံထိထားတယ်လို့ကျွန်တော်ကြားရပါတယ်ဘာဖြစ်ဖြစ်မြန်မာပြည်သားတွေကလည်းတတိချားပါအော်တတိချားပါဟိုမှာ ဒီမှာ visit လာပြီးကျောင်းသားကျောင်းသားနဲ့လာပြီးဒီမှာနေတဲ့လူဆိုရရမယ် overstay ဖြစ်သွားတဲ့လူကျွန်တော်တို့ဆိုရရတော့မယ်အာ great ကရတာတော့မတပါဒီကျွန်တော်ထင်တာတိတ် job ban ခင်မှာ great ကရထားတဲ့လူတို့ arsenal လျှောက်ပြီးမှအာဖြစ်ထားတဲ့လူကတော့တော်တော်များများကတော့ကျွန်တော်နည်းနည်းပပဆိုရင်ဆရာလေးတွေရှိတယ်လေးရှိတယ် sorry လို့ကျွန်တော်ပြောရင်းနဲ့ဒီမှာပဲကျွန်တော်နေကိုချုပ်ချင်ပါတယ်နောက်မှပြန်တွေ့ကြရအောင်နော်